ားမဲမင်္ဂလာပါရှင်ဟုတ်ကဲ့အဲ့တော့ကျွန်တော်ကဒီသင်ခန်းစာဗီဒီယိုဖိုင်လေးမှာကြတော့လေ SRS ရဲ့အတုံးလေးကိုကျွန်တော်ကရှင်းပြပေးချင်တာဖြစ်ပါတယ်ရှင်။ Okay ကျွန်တော် SRS ကိုပုံစံနှစ်မျိုးနဲ့သုံးလို့ရပါတယ်ရှင်။အရင်ဆုံးကျွန်တော်တို့ပေါ့နော် SRS plus subject plus verb ။သူကကျွန်တော်တို့မြန်မာလိုအဓိပ္ပာယ်ဆိုလို့ရှိရင်ကြတော့ပေါ့နော်။ငါတကူကူကိုဖြစ်တဲ့လောက်ဆိုတဲ့အဓိပ္ပာယ်ဖြစ်တာပေါ့နော်။ ဥပမာဆိုတော့ဘာလို့လဲပြောချင်တာလဲဆိုတော့ကျွန်တော် knowledge လို့ခေါ်တဲ့အသိဉာဏ်ဗဟုသုတတွေ opinion ထင်မြင်ယူဆချက်တွေနောက် responsibility ကိုယ့်ရဲ့တာဝန်ယူမှုလုပ်နိုင်စွမ်းတွေပေါ့နော်အဲ့ဒီဟာတွေကကျွန်တော် limit ကိုပြချင်တာပေါ့နော်သူကငါတည်တလောက်ငါမှတ်မိတလောက်ဆိုတော့အတိတ်ပဲပေါ့နော်အဲ့လိုပြောချင်တဲ့အခါမှာ as far as plus subject plus verb နဲ့ပြောပါတယ်ရှင်ဥပမာနေနဲ့ဆိုလို့ရှိရင် as far as i remember the store closes at 6 pm ငါမှတ်မိရတဲ့လောက်ကတော့တဲ့စိုင်ငါပေါ့နော်ညနေ6နာရီဆိုလို့ရှိရင်ပြိတ်ပါပြီတဲ့ဟုတ်ကဲ့နောက်ဦးမှာဆိုလို့ရှိရင် as far as i know she is still in bangkok မတိရတဲ့လောက်ကတော့သူမကဘန်ကောက်မှာပါပဲတဲ့ okay နောက်ဦးမှာနေနေဆိုလို့ရှိရင် i will help you as far as i can ငါတတ်နိုင်တဲ့လောက်ငါမင်းကိုကူညီပါမယ်တဲ့ okay နော်အဲ့တော့ကျွန်တော်တို့တစ်ခုခုဖြစ်တဲ့လောက်လို့ပြောခြင်းလို့ရှိရင် as far as plus subject plus verb နဲ့ပြောရပါလိမ့်ရှင်။ဟုတ်ကဲ့။နောက်နံပါတ်2အသုံးလေးရကြတော့ as far as plus noun တမဟုတ် area ပြမဆလို့ချင်းကျွန်တော်တို့တနည်းရရအထိလို့ပြောခြင်းအဲ့ဒီပုံစံလေးကိုအသုံးပြုပြီးပြောပါလိမ့်ရှင်။ဥပမာအနေနဲ့ဆိုလို့ရှိရင် we drove as far as the border မတို့နေဆက်အထိကမ်းပေါင်းခဲ့ကြပါတယ်တဲ့။နော်။နောက်ဥပမာနဲ့ဆိုလို့ရှိရင် we walked as far as the post office မတို့ စာတိုက်အထိလမ်းလျှောက်ခဲ့ကြပါတယ်တဲ့ဒီမှာဆိုတနေ့အရာအထိဆိုတဲ့အသေးပဲပေါ့နော်ဟုတ်ကဲ့အဲ့တော့ကျွန်တော်တို့အားလုံးပဲ as far as ရအသုံးလေးကိုရှင်းသွားပြီးတင်ပါတယ်ရှင့်အားလုံးပဲကျေးဇူးများကြီးတင်ပါတယ်ရှင့်